ီလိုခစ်ပြက်ကြီးတဲမှာအားလုံးပြင်လို့ရသွားအောင်လို့เนาะအစိုးရကလည်းဒီကိုယ့်ရဲ့ဝန်ထမ်းတွေကိုလက်ပေးလက်ယူမလို့ချင်ဘူးဆိုရင်เนาะအာဂရီတွေကင်းရှင်းနေတယ်ဆိုရင်လာစာလေးတွေတိုးပေးပါကိုယ့်ရဲ့အောက်ခြေကိုပြန်ကြည့်ပြီးတော့မှဒီပတ်စံနဲ့ဒီဝင်ငွေနဲ့အဲသူတို့လောက်နိုင်လားဆိုတဲ့အတွေးမျိုးတွေတွေးပါ နောက်တစ်ခုကဝစ်တော့ခုလိုကားတွေဆိုလို့ရှိရင်ကျွန်တော်ပြောပြီးပြီလေနိုင်ငံခြားကဂျပန်တွေလာတဲ့ရွှေငါးကတိန်30နဲ့မြားဝရီမှာဝယ်လို့ရတယ်ဟောဗျအဲ့ဒီရွှေငါးလိုင်းစင်ငါလဲလိုင်းစင်ငါလဲဖြစ်တယ်ဖြစ်ကိုပတ်စံ3600 900လောက်ဖြစ်သွားရောကဲသူများနိုင်ငံကဒီကားတစ်စီးကို ဂျပန်ကနေတင်းမောနဲ့တင်လာတဲ့ကားတင်း30နဲ့ရောက်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အစိုးရကလည်းပြည်သူလူထုကိုတင်း200လောက်နဲ့စီးနိုင်အောင်တော့ကြိုးစားပေးရမှာပေါ့အဲ့ဒါအစိုးရမှတာဝန်ကြီးအခုလမ်းတွေပဲကြီးကြီးဟာအေးချောက်ပေါ့ပြီးနောက်ဘာဒီမှမသိရှုပ်နေရပဲမျိုးဝင်ဘီကွန်တွေရောမျိုးထွက်ဘီကွန်တွေရောနော်ကဲခင်ဗျမျိုးဝင်အေးချောက်တော့ ချော်တာနဲ့အဲ့ဒီလမ်းလမ်းဟောနေသွားလိုက်မြန်မာနိုင်ငံထုံးဘူကနေပြီးဆက်သွားလိုက်နော်ထုံးဘူကနေပြီးဟိုတပြေကတိုးခိတိအလမ်းမှာဘာရီမှန်းမသိဘူးအဲ့နေရနဲ့တော့တော့ဘာရှုပ်ချက်ကတ်နေတာနော်ပြောတဲ့ကြာပြီတော့ကွာအဲ့တော့ကြတော့ဘဒူတွေကဘလိုတွေလိုတွေနဲ့ပူပေါင်းပြီးဘလိုလှုပ်ရှားမှန်းလဲကျွန်တော်လဲနားမလဲဘူး ကျွန်တော်တကပြောမှုတဲ့ဒီပြင်းဦးလေးတို့ကျွန်တော်ကမန္တလေးကိုတစ်တစ်သွားတယ်မလို့သွားတော့ပြင်းဦးပြင်းဦးလွင်မြို့မြို့ချောင်းဒီအစ္စရေးဂိတ်ဟိုပြည်ကြည့်ဖရားကြီးနားမှာကျွန်တော်ကားကိုတားဟောနော်တားတော့အေးချောင်းဝော့ကြည့်လေအေးချောင်းဝော့ကြည့်လေပေးပြီးပြီတားတော့ကျွန်တော်ကကျွန်တော်တို့နောက်လိုက်တာပါမြို့ဝင်ဘီကွန်ကိုတဲ့ ။အငါမျိုးဝင်မျိုးတဲမဝင်ဘူးလို့မျိုးချောင်လန်းကသွားမှာလို့။အဲ့လိုပြောလိုက်တာ။အမျိုးချောင်လန်းကသွားလည်းမရဘူးလေမျိုးဝင်ပြီးမပေးဘူးကွာဆိုကျွန်တော်လည်းမောင်းတာကျွန်တော်က။အဲ့ဒါတကယ်တမ်းကြတော့ဗျာ။ဒီလိုမျိုးပေါ်တော့မြန်မာပြည်မှာဟိုအစိုးရကိုဝေဖန်ရမယ်၊သုံးတက်ရမယ်၊အားနည်းချက် အားသာချက်တွေကိုထောက်ပြပေးနိုင်ရမယ်။နော်။ထောက်ပြပေးနိုင်ရမယ်။အဲ့အရာတွေကို မလုတ်ပဲနဲ့မပြောပဲနဲ့အဘအကောင်းပါရဲ့လို့တမတော်ကြီးကကောင်းပါရဲ့လို့ဝန်ထမ်းတွေကကောင်းပါရဲ့လို့ဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့ဒီတိုင်းပြည်ကဒီတိုင်းပဲဖြစ်နေဦးမှာပဲနော်အဲ့တော့ခင်ဗျားတို့လည်းဖားကြပါ ကျုပ်ကတော့မဖားနိုင်ဘူးဟုတ်တယ်ခင်ဗျားတို့ကလည်းမလို့ကျွန်တော်နော်ဘလောက်တိုက်ခိုက်ပြီးတော့ဖန်ခိုင်းခိုင်းထောင်းချခိုင်းခိုင်းလူကြီးတွေသိတယ်နော်ဦးနေကတော့သူတို့မေးဟောပါ မင်္ဂလာဆောင်ပေါ့မင်္ဂလာဆောင်ဆိုတော့တို့ရကွာမင်္ဂလာဆောင်မိမိဘက်မှလေရင်နဲ့ဘုံကျဲတို့သမီးနဲ့စားချက်ဆောင်နေရာများကြားရောက်ကွဲပြီးတို့သမီးပါဝင်10ဦးကသေဆုံး30ဦးကဒဏ်ရာရနော် KNU ရင်းကုန်မှုနဲ့နော်ခေါင်းဆောင်ဘွေဘွေစီရဲ့သမီးမင်္ဂလာဆောင်ဖြစ်ကြောင်းသိရတယ်တဲ့နော်အကြမ်းမဲ့လက်နက်ကိုင်တောင်းကျမ်းသူခေါင်းဆောင်တွေမင်္ဂလာဆောင်တာအဲ့မှာတို့လှုပ်ရှင်တိုင်းကိုလှုပ်နေကြတာနော်အဲ့တော့ လေရင်ကျဲတော့လဲကျဲပေါ်ပြလေမမဆောင်းပေါက်တွေဖွင့်ပြီးများကျဲလာမင်းတယောက်ရဲ့အခက်ကိုတယောက်ကူညီဖို့ပဲစူးစမ်းပါနော်လူတွေကိုတိုက်ခိုက်ဖို့မစူးစမ်းပါနဲ့ခမားတို့ဝန်ထမ်းတွေလက်စားလာတို့ဘာလို့တကယ်လို့တိတိကျကျသိခမားတို့ပြောရဲလားခမားတို့မပြောရဲဘူးကိုကိုယ်တိုင်လည်းမပြောရဲဘူးရှေ့ရသွားဆိုတော့လည်းမသွားဘူးနောက်ကလိုက်ဆိုလည်းမလိုက်ဘူးကနန်းလို့ဘေးတိုက်သွားတဲ့လူတွေရှိတယ် เนาะပြည်သူစစ်တာ तू อ่ะဘာဘာလဲတော့မသိဘူးစစ်စစ်မှုထမ်းကိုနေကြော်ပြီးတော့မှဖမ်းလို့ခလေးလေးကိုပြန်မလို့ပေးသေးဘူးចောင်းသားလေးเนาะဖမ်းချသွားတာပြီးတော့ကျတော့ခင်ဗျားတို့အောက်တန်းကြတဲ့စိတ်ဓာတ်တွေဟာဆေးကြောက်စုလို့လို့ဘာဖြစ်လို့လို့ညာဖြစ်လို့လို့เนาะအဲ့လိုမျိုး င်နှန်းနိုင်လည်းကောင်းလားဝင်နှန်းနဲ့လည်းမကောင်းဘူးလေခမတို့မကောင်းတဲ့ဝင်နှန်းကြတော့မပြောရဲဘူးနော်မကောင်းတဲ့ဝင်နှန်းကြတော့မပြောရဲပဲနဲ့ဒီတိုင်းမိမ့်နေခမတိုင်းပြည်ကဘာလို့လို့တိုးတက်မှာလဲခမတို့ကတိုင်းပြည်ကိုကောင်းစေချင်တာမဟုတ်ဘူးလားကိုယ့်လူမျိုးကိုတိုးတက်စေချင်တာမဟုတ်ဘူးလားမှန်ပေါ့ကွာဒါတော့နော်ဟုတ်တယ်ကိုယ့်လူမျိုးချင်းချင်းနဲ့ဘယ်သူမှဖေးမှလက်တွဲခေါ်ပြီးတော့မှ နော်မကူညီဘူးစောက်ကောင်းလေးကနေထိုင်ပြီးတော့မှနိုင်ငံကိုချစ်ပါတယ်လို့တက်မလို့ချစ်ပါတယ်လို့